မင်္ဂလာပါရှင်ဒီနေ့ဆက်ပြီးရှင်းပြပေးမှာကတော့စထမရန်တင်ချတက်ကအခန်းလေးစာမျက်နှာ58ကနံပါတ်6ပဲဖြစ်ပါတယ်နံပါတ်6က sorry နံပါတ်6ကဆင်မလို့ပြီးခဲ့ပြီနော်နံပါတ်9ကိုကြည့်ပါမယ်ခုပါရုံတစ်ခုဒီအနားတစ်ဖက်လေရင်8စင်တီမီတာနဲ့12စင်တီမီတာစီရှည်ချဤအောက်ပါချိုးလို့ရှာပါတယ်အဲ့တော့သူကခုပါရုံပေးထားတယ်ခုပါရုံရဲ့အနားတစ်ဖက်က8စင်တီမီတာနဲ့12စင်တီမီတာစီရှည်ပါတယ်တဲ့ ကုပါရုံနှစ်ခုနော်ကုပါရုံနှစ်ခုဆိုတော့8စင်တီမီတာစီအနားတစ်ဖက်ကို8စင်တီမီတာစီရှိတဲ့ကုပါရုံကတစ်ခုအနားတစ်ဖက်ကို12စင်တီမီတာစီရှိတဲ့ကုပါရုံကတစ်ခုကုပါရုံနှစ်ခုရှိမယ်အောက်ပါချိုးလို့ရှာပါဆိုဆင်မဘာကိုရှာမလဲအနားဆောင်မြအချိုးမျက်နှာပြင်အီအေရီယာအချိုးနဲ့ဒုရဲတို့ဤအချိုးကိုရှာရပါမယ်အဲ့တော့စပြီးတော့ရှာရအောင်အဲ့တော့ဆင်မဘာရမခွန်ကကြီးမှာရှာချင်တာကအနားဆောင်မြအချိုး အနားဆောင်များအချိုးဆိုတော့သူပေးထားတာက10စင်တီမီတာနောက်တစ်ခုက12စင်တီမီတာဖြစ်တဲ့အတွက်ကြောင့်မလို့10စင်တီမီတာအချိုး12စင်တီမီတာဒါအောင်ဆရာမတို့ပြင်ရလို့ရှိရင်10အချိုး12ဆိုပြီးတော့ရမယ်သူ့ကိုအရှင်းဆုံးပုံစံနဲ့ရေးမယ်4နဲ့4 8 4 3 4 12ဟုတ်ပြီဒါကအနားဆောင်များအချိုးနောက်တစ်ခုရှာမှာကမျက်နှာပြင်တို့ဤအေဒီယာအချိုး မျက်နှာပြင်တို့ဤဧရိယာအချူဟုတ်ပြီအဲ့ဒီခါကျတော့ဆရာမတို့ကဧရိယာရှာပါမယ်ဟုတ်ပြီနော်အဲ့ဒီခါမှာဆရာတို့စဉ်းစားရမှာဒုတယ်ဆိုတာအော် sorry ဒီကုဘရုံသူပေးထားတာကကုဘရုံကုဘရုံဆိုတာဒီလိုပုံစံလေးဖြစ်နေမယ်သူကမျက်နှာပြင်တို့ဤဧရိယာဆိုတော့ဒီမျက်နှာပြင်ပေါ့နော်မျက်နှာပြင်ဒီမျက်နှာပြင်မှာဆိုလို့ရှိရင် ဒီ10 cm ဒါက10 cm ဒါကလည်း10 cm အဲ့တော့10 cm နားစီရှိတယ်ခုပါတော့တစ်ခုရဲ့ဒီဘက်ကညနေပြင် area ကိုရှာခြင်းလို့ရှိရင် area ဆိုတာကအလျားအမြောက်အနံဖြစ်တဲ့အတွက်ကြောင့်ရှစ်အမြောက်ရှစ်ဟုတ်ပြီနော်အဲ့ဒါဆိုလို့ရှိရင်ရှစ်ရှစ်လေးက64အဲ့တော့ဒီတစ်ခုအတွက်က64 cm နဲ့ပေးထားတော့ cm square ဟုတ်ပြီနော် cm square ဆိုပြီးရမယ်နောက်တစ်ခုကကြတော့12 cm ရှိတာ 12စင်တီမီတာ12စင်တီမီတာအနားရရှိတဲ့ကုဗရုံးရဲ့မြင့်ပြင်းအေရိယာရှာခြင်းလဲဆိုရင်ဆက်နှစ်အမြောက်ဆက်နှစ်ဖြစ်တဲ့အတွက်ကြောင့်မလို့144စင်တီမီတာ square ဟုတ်ပြီနော်အဲ့တော့ဆက်မရရသွားပြီဒါရသွားပြီဆိုလို့ရှိရင်ဒီမှာလာပြီးတော့ရှင်းလိုက်မယ်64 cm square ပြီးတော့မှ ratio 144 cm square ဆိုပြီးတော့ဒါပြီနော်နောက်ဆိုရင်အချိုးချမယ်64အချိုး144 အဲ့တော့သူ့ကိုဆရာမတို့ဘာနဲ့စားလို့ပြတ်တယ်လဲအဲ့တော့သူ့ကိုကလေးတို့ကအပြင်မှာပေါ့နော်64ပိုင်းဝင်ပြီးတော့မှ144ဆွေးမှတဆင့်ချင်းစီစားသွားရင်လည်းရတယ်ဒါပေမဲ့ဆရာမတို့တစ်ခါရေးလိုက်မယ်16 464 169 144ဒါဆိုရင်မျက်နှာပြင်တို့ဤဧရိယာအချိုးအကြတော့၄အချိုး၉ရပြီနော်အဲ့တော့နောက်ကငငယ်ကဒုရယ်တို့ဤအချိုး ဒူတဲ့တို့ဤအချိုးဟုတ်ပြီအဲ့တော့ဆမ်မတို့ဒီပုံအတွက်ဒူတဲ့ကိုအကျမ်းမှာရှာမယ်ဟုတ်ပြီနော်အကျမ်းထဲမှာရှာပြီးတော့ထွင်ရင်လည်းရတယ်အဲ့တော့ကလေးတို့ဆရာမကဘယ်လိုပုံစံနဲ့တွက်စီမလဲဆိုတာတစ်ချက်ကြည့်ပါမယ်ဟုတ်ပြီနော်အဲ့တော့ဒူတဲ့ရှာမှာဆိုတော့ဆမ်မတို့ဒီပုံကလေးကိုဒီစင်မှာပြန်ဆွဲလိုက်မယ်6စင်တီမီတာအနားရရှိတယ်ကုပါရုံဒီကုပါရုံရဲ့ဒုတဲ့ကိုရှာမယ်ဆိုရင်အလျားအမြောက်အော် sorry အနားဆောင်အမြောက်အနားဆောင်အမြောက်အနားဆောင် နော်ဗျာနော်အနာဆောင်၃ခုမြောက်မှာဆိုတော့ရှစ်အမြောက်ရှစ်အမြောက်ရှစ်အဲ့တော့ဒီမှာရှစ်အမြောက်ရှစ်အမြောက်ရှစ်ဆိုပြီးတော့ရမယ်ဒါကကြတော့ဒီ၈စင်တီမီတာအနာတွေရှိတယ်ခုပါတော့ရေတူတယ်၁၂စင်တီမီတာရှိတယ်ခုပါတော့ရေတူတယ်ဆိုလို့ရှိရင်၁၂အမြောက်၁၂အမြောက်၁၂ ဒါကိုဆင်မတော့မြောက်ပြရမယ်အဲ့တော့မြောက်ပြီးတော့မှတွက်မလားဒါမှမဟုတ်တခါတည်းပဲအရှင်းဆုံးပုံစံပြောင်းမလားအဲ့တော့ဒီမှာဆင်မတို့လူလေးစဉ်းစားကြည့်မယ်ရှစ်အမြောက်ရှစ်အမြောက်ရှစ်ဒါအနားဆောင်အမြောက်အနားဆောင်အမြောက်အနားဆောင်ပြီးတော့သူ့ရဲ့ unit ကစင်တီမီတာကျူပ်အဲ့ဒါပြီးတဲ့အခါကျတော့ဒါကူဘာစင်တီမီတာပေါ့နော်စင်တီမီတာကျူပ်နောက်တစ်ခုက12 into 12 into 12စင်တီမီတာကျူပ် ဟုတ်ပြီဒါဆိုလို့ရှိရင်ဆမကသူ့ကိုမြှောက်လိုက်လို့ရှိရင်လေဂိမ်းတွေကကြီးသွားမယ်အရှင်းဆုံးပုံစံအပြောင်းရအောင်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီမှာနဲ့ဆမကသူ့အရှင်းဆုံးပုံစံပြောင်းလိုက်မယ်ဥပမာဒါဆိုရင်၄နဲ့၄ရှစ်ဟုတ်ပြီနော်၄နဲ့၄ရှစ်၄နဲ့၄ရှစ်ဒီဘက်မှာလည်းပဲ၄342၄342၄342ဒီလိုပုံစံပြောင်းလိုက်မယ်တစ်ခါလေးပဲဟုတ်ပြီနော်ဒီတော့နောက်တစ်ဆင့်ကဒီမှာစင်တီမီတာမပါဘူးလေတစ်ဆင့်ထပ်ပြီးတော့ရေးလိုက်ပါအောင်မယ်ဟုတ်ပြီနော်8 into 8 into 8 Rachel 12 into 12 into 12အဲ့ဒါပြီးမှဆင်မတော့အရှင်းဆုံးပုံစံပြောင်းလိုက်မယ်ရပြီနော်ဒါဆိုလို့ရှိရင်ဒီအချိန်မှာမြောက်လိုက်မယ်နှစ်နဲ့လေးလေးလေးနဲ့လေးရှစ်ဆိုတော့မှရှစ်အချို့33လေးကိုပို့33လေး29ဆိုတော့ရှစ်အချို့29ဆိုပြီးတော့ရသွားပြီဟုတ်ပြီနော်အဲ့တော့အောက်မှာတော့အဖြေရေးမယ်။ကကြီးဆိုရင်အနာဆောင်မြအချိုးက2အချိုး3ခဝေးကမြင့်မြင့်တို့ရဲ့အချိုးမြင့်မြင့်တို့ရဲ့အေဒီယာအချိုးက4အချိုး ကငယ်ကဒုတယ်တို့ရဲ့အချိုးက၈အချိုး29ဆိုပြီးရသွားပြီဟုတ်ပြီနော်နောက်တစ်ခုနမဲ၈ကိုကျင်းအောင်အခန်းတခန်းဤအလျားနှင့်အနံအချိုးသည်ငါအချိုးလေးဖြစ်၏အနံသည်3.6မီတာရှိသောအလျားကိုရှာပါသူကအနံပေးထားတယ်အလျားကိုဆရာမတို့ရှာမယ်အလျားနဲ့အနံအချိုးကဘယ်လောက်လဲဆိုတော့ငါအချိုးလေးဟုတ်ပြီနော်အဲ့တော့ပေးထားချက်ကိုရေးကြည့်ရင်တော့ ဇမရင်မပြတော့ဘူးเนาะကလေးတို့အနေနဲ့ပေးထားချက်ရေးချင်တယ်ဆိုရင်အခန်းတစ်ခဲဤအလျာနဲ့အနှံ့အချိုးညီများချင်းငါးအချိုးလေးနောက်တစ်ခုကအနှံ့ညီများချင်း3.6မီတာအလျာညီများချင်း question mark ဆိုပြီးရေးလိုက်မယ်ရပြီเนาะအပြန်ပြောပြပါမယ်အခန်းတစ်ခဲဤအလျာနဲ့အနှံ့အချိုးညီများချင်းငါးအချိုးလေးအနှံ့ညီများချင်း3.6မီတာအလျာညီများချင်း question mark ဆိုပြီးရေးလိုက်မယ်ဟုတ်ပြီအဲ့တော့ဆရာတို့ပေးထားချက်၃ချောင်းရတယ်เนาะ အခန်းတစ်ခန်းဤအလျားနဲ့အနှံ့အချိုးကြီးများခြင်းဟာချိုးလီအနှံ့က3.6မီတာပေးထားချက်ကနှစ်ခုပြီးတော့အလျားညီများခြင်းဘလောက်လဲတော့ဘယ်တော့စမျိုးစပြီးတော့မှရှိမယ်အလျားအချိုးအနှံ့အလျားအနှံ့အချိုးအလျားအချိုးအနှံ့ဒီငါအချိုးလီဟုတ်ပြီနော်အဲ့တော့ဒီက ratio ကိုဆရာမတို့ကအပိုင်းကြီးအနေနဲ့ပြောင်းလိုက်မယ်အလျားပြီးတဲ့ခါကျတော့အနှံ့ ဒါကကြတော့ငါပိုင်းချီကလေငါပိုင်းလေးပိုင်းရောက်ပြီနော်အဲ့ခါမှာဆရာတို့ကအနှံကိုတည်တယ်အလျားအောင်မတည်ဘူးအဲ့တော့ဆရာတို့ကအနှံကိုအစားထုတ်လိုက်မယ်သုံးတရမချအလျားကသူ့နေရာနဲ့သူရှိမယ်ဆရာတို့ဒါကိုလိုချင်တယ်လေးပိုင်းငါပိုင်းအဲ့တော့ဒီမှာကစားထားတယ်နော်အလျားရဲ့ဒါအနှံအလျားကိုအနှံကစားထားတာအဲ့တော့ဒီစားထားတာဒီဒီဘက်ကိုရောက်လိုက်တော့အမြောက်ဖြစ်ပါမယ်အဲ့ဒါကြောင့်မလို့အလျား မိမြချင်း၄ဘိုင်း၅ဘိုင်းအမြောက်၃တသမ6ဟုတ်ပြီနော်အဲ့ခါကျတော့ဒါ၃တသမ6ကို၄နဲ့စားရသည်ညိတ်ခိုးလီ36ဆိုတော့၃ညတသမ9တသမတနေရာဖြစ်မယ်၉၅လီ45ဒါပပိုင်းဝေမြောက်မယ်နော်ပပိုင်းချီကတော့တစ်ဖြစ်သွားပြီဆိုတော့၉၅လီ45ဆိုတော့၄တသမ5မီတာ ဒါပဲနော်အဲ့တော့ဒါလေးကတော့အရင်ဆုံးအချိုးချလိုက်တယ်အဲ့လည်းအချိုးအနံဆိုပြီးတော့ရေးလိုက်မယ်ပြီးတော့မှအချိုးဒီအပိုင်းကအနေနဲ့ပြောင်းရေးလို့ရတာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့လည်းအကိုဒီအနံနဲ့စာဒါကလည်း၄ဘိုင်း၅ဘိုင်းဆိုပြီးတော့ပြောင်းရေးလိုက်မယ်ပြီးတော့မှအလျာအနံကကျတော့3.6ဒီဘက်မှာစားထားတာဒီဒီဘက်ရောက်တော့အစားဒီဒီဘက်မှာအမြောက်ဖြစ်တာဖြစ်တဲ့အတွက်ကြောင့်မလို့အမြောက်ပြောင်းပြီးတော့မှတွက်လိုက်မယ်၄.၃၄.၅မီတာရပြီနော်ဒါအဖြေပဲနံပါတ်9 จจอเนี่ยจจออีอัตเนี่ยมะมะอีอัตอัจฉูจจออีอัตเนี่ยมะมะอีอัตอัจฉูดิเนี่ยอัจฉูต้องผิดดิเตจจออีอัตติ6เนี่ยผิดปากามะมะอีอัตကိုชาပါအဲ့တော့ဒီမှာဆမတော့ပေးထားချက်ရေးမယ်ဆိုရင်ကြကြဤအသက်နဲ့မမဤအသက်အချိုးညီများချင်းနဲ့အချိုးတုံဒါကတော့ကိုရေးချင်တဲ့လူတွေအတွက်ပါမရေးချင်ဘူးဆိုရင်လည်းဆရာမတွက်တဲ့တွက်တဲ့တွက်ပြီးတော့စပြီးတော့တွက်တဲ့နေရာနဲ့စပြီးတော့တွက်လို့ရပါတယ်နော် ကျော်ကျော်ဤအသက်နှင့်မမဤအသက်အချိုးညီမြချင်းနှင့်အချိုးသုံးကျော်ကျော်ဤအသက်ညီမြချင်း6နှစ်ဆိုတော့ဆရာမတော်ကမမရဲ့အသက်ကိုရှာပေးရမယ်။ဟုတ်ပြီလားတော့ပေးထားခြင်းတစ်ချက်ရေးမယ်။မမဤအသက်ညီမြချင်း question mark ဆိုပြီးတော့ခုနကဆရာမတော်နံပါတ်8မှာတွေ့တဲ့ပုံစံအတိုင်းတွေ့လို့ရပါတယ်။အဲ့တော့သူကကျော်ကျော်နှင့်ကျော်ကျော်ဤအသက်နှင့်မမဤအသက်အချိုးလို့ဆိုတော့ဆရာမအဲ့ဒါကိုအချိုးချမယ်။ကျော်ကျော်ဤအသက် ပြီးတော့မှအချိုးမမအီအသက်ဟုတ်ပြီသူ့ရဲ့အချိုးကိုပေးထားတယ်ဆက်ကျအချိုးကို17အချိုးကိုအဲ့ဒီခါကျတော့ကျွန်တော်ကဒီအချိုးကိုအပိုင်းကင်းအနေနဲ့ပြောင်းရေးလိုက်မယ်ကျကျော်အီအသက်ပိုင်ကိမမအီအသက်ဆိုရေးလိုက်မယ်။ပိုင်ကိပုံစံနဲ့ရေးလိုက်မယ်။ ဒီဘက်မှာလည်း5ဘိုင်း7ဘိုင်းဟုတ်ပြီအဲ့ဒါဆင်မလူချင်တာကမမအီအသက်မမအီအသက်ကိုလူချင်တယ်ကြော်ကြော်ရဲ့အသက်က6နှစ်အဲ့တော့ဒီမှာ6ဘိုင်းချီမှဒီမမအီအသက်အဲ့ဒီဘက်ကတော့5ဘိုင်း7ဘိုင်းဒါခုနလိုပဲပြန်သွက်ပါမယ်ဟုတ်ပြီနော်အဲ့တော့ဒီမှာဆင်မအမေကွန်ကြည်လာမှာသွားတယ်ဒါက2အချို့3 နော်ပြီနော်စတက်ချိုကတခြားပုံစံတစ်ခုဒါကနဲ့ချိုသုံးဒါဆိုရင်ဒီမှာက3ပိုင်း2ပိုင်းဆိုပြီးတော့ရမယ်3ပိုင်း2ပိုင်းရပြီနော်အဲ့တော့ဒီမှာနှစ်ချိုးသုံးကိုဆမတို့ကအပိုင်းကဲအနေနဲ့ရေးလိုက်တဲ့ခါကျတော့၃ပိုင်း၂ပိုင်းရသွားပြီအဲ့တော့ဒီနေရာမှာဆမတို့လိုချင်တာမမရဲ့အသက်အဲ့ဒါဆိုရင်ဒီလိုမျိုးညီမြချင်းခြားထားတယ်အပိုင်းကဲနှစ်ခုညီမြချင်းခြားထားလို့ရှိရင်ဒီလိုမျိုးချက်ချင်းခဲမြောက်လို့ရတယ် ဟုတ်ပြီနော်ခုနကပုံစံကိုလည်းတစ်ချေခံမြောက်ပြီးတော့မှတွက်လို့ရပါတယ်ဟုတ်ပြီနော်အဲ့တော့ဒါလေးကိုဆရာမအရင်ပြောပြလိုက်မယ်မမရဲ့အတန်နဲ့နှစ်လက်မြောက်မယ်နှစ်အမြောက်မမဤအသက်ဒါတစ်ချေခံမြောက်တာအောင်နားလည်ရပါမယ်နော် နှစ်အမြောက်မမဤအသက်ပြီးတော့မှ6အမြောက်3ပုံအမြောက်6 6အမြောက်3ရေလို့စိုက်တယ်လို့ရေလို့ရတယ်အဲ့တော့ဒီမှာနှစ်ကမြောက်ထားတာဒီမှာမြောက်ထားလို့ရှိရင်ဒီဘက်မှာသွားစားမယ်63418ဟုတ်ပြီနော်အဲ့တော့တခါလေးလူလူလေးညီမညီချပြီးတော့ရေလို့ရတယ်အဲ့တော့လိုချင်တာကမမကြီးအသက် အဲ့တော့ဆက်ရှက်ကိုနည်းနည်းစာကိုအဲ့တော့မမအီအသက်တီကိုနှစ်ဆိုပြီးရမယ်အဲ့တော့ခုနကပုတ်စာမှာဆရာမကကြီးမှာဗောနသူကစားထားတာ ညီမဆားထားတာဖြစ်လို့ဒီမှာလာပြီးမြောက်တယ်လို့ပြောထားတယ်။ဥပမာဒါကိုပေါ့နော်ကလေးတို့ကနည်းဒီလိုမြောက်ပြီးတော့မှတွက်ကြည့်ခြင်းလဲဆိုရင်လည်းတွက်လို့ရတယ်။ဟုတ်ပြီနော်။ဒီလိုမြောက်လိုက်လို့ရှိရင်လည်း၄ရက်မြောက်အလျားဖြစ်မယ်။3.6မြောက်5မြောက်မယ်။မြောက်ပြီးတော့မှမှသူက၄နဲ့လျားနဲ့မြောက်ထားတာဖြစ်တဲ့အတွက်ကြောင့်မို့၄ဒီတစ်ဖက်မှာသွားပြီးတော့မှဆားရအောင်မှဖြစ်တဲ့အတွက်နောက်ဆုံးအဖြေကတော့4.5ပဲရပါမယ်။ဟုတ်ပြီနော်။အဲ့တော့ရှုပ်သွားကြမှာဆိုလို့ပါ။ဟုတ်ပြီလား။အောင်အောင်ဒီကျိုးတစ်ချောင်းကို 17အချိုကိုအချိုဖြစ်ပိုင်းဖြစ်ပါသည်တဲ့ရှည်သောအပိုင်းသည်165စင်တီမီတာဖြစ်ပါကတိုးသောအပိုင်းအလျားကိုရှာပါအဲ့တော့17အချိုကိုဆိုရင်မပိုင်းဖြစ်တဲ့ကြိုတချောင်းကိုဟုတ်ပြီလားအဲ့တော့ရှည်တဲ့အပိုင်းက165စင်တီမီတာဆိုရင်တိုးတဲ့အပိုင်းကိုရှာပါတော့ရှာပြီးမယ်အဲ့တော့ဒီပုံစံလေးကပုံစံလေးတူပါတယ်အဲ့တော့သူပေးထားတဲ့အတိုင်းကြကြောကအော် sorry အောင်အောင်ကကြိုတချောင်းကို17အချိုကိုအပိုင်းနဲ့ပိုင်းဖြတ်တယ်ဆိုလို့ရှိရင်ရှည်တဲ့အပိုင်းအချိုတို့တဲ့အပိုင်းဆိုပြီးဆက်မလို့ကအချိုချပါမယ် အဲ့တော့ရှေ့တော့အပိုင်းအလယ်ရအချို့တို့တော့အပိုင်းအလယ်ရဆက်တဲ့အချို့ကိုဘာကြောင့်မို့လို့ရှေ့တဲ့အပိုင်းကိုအရင်ရေးတယ်လဲဆိုတော့ဒီမှာဆက်တဲ့ကပို့ပြီးတော့မှရှေ့တဲ့အလျားပို့ရှေ့လို့ဟုတ်ပြီနော်အဲ့တော့ဒါကို အပိုင်းကိအနေနဲ့ရေးမယ် ရှိသောအပိုင်းအလျာပြီးတော့မှတူသောအပိုင်းအလျာအဲဒီဘက်ကကိန်းတွေကိုလည်း9ပိုင်းစတဲ့ပိုင်းဟုတ်ပြီအဲ့တော့ဆရာမတို့တည်တာကရှည်တော့အပိုင်းကဘလောက်ပေးထားလဲဆိုရင်165စင်တီမီတာပေးထားတယ်165ပေးထားလို့ရှိရင်လိုချင်တာကတူသောအပိုင်း တူတော့ပိုင်အလျားကဘယ်လောက်လဲဆိုတော့အဲ့ဒါကိုရှာခြင်းနဲ့ဟုတ်ပြီနော်အဲ့တော့ဒီမှာ9ပိုင်17ပိုင်အဲ့တော့ခုနလိုပဲဒါကိုဒီကျွန်မတို့ကချက်ချေခဲမြောက်ပဲဟုတ်ပြီနော်အဲ့တော့17အမြောက်တူတော့အပိုင်အလျားစတဲ့အမြောက်တူတော့အပိုင်းအလျာပြီးတော့မှဒီဘက်မှာ9အမြောက်165အဲ့တော့165ကိုဆက်မလို့9နဲ့မြောက်မယ်ပြီးတော့မှ စက်တင်နဲ့စအဲ့တော့ဆမ်မားလိုချင်တာကတူသောအပိုင်းအလျာဒီဘက်မှာစက်တက်ကမြောက်ထားတာဆိုတော့ညီမချင်းတစ်ဘက်ကိုသွားပြီးတော့စာပေးမယ်ညီမချင်းကိုအမြောက်165ကိုဆမ်မားတော့မမြောက်ပါဘူးဘာကြောင့်လဲဆိုတော့စက်တက်နဲ့အရှင်းဆုံးပုံစံပြောင်းလို့ရတယ်ခြေလို့ရတာဖြစ်လို့ဟုတ်ပြီနော်အဲ့တော့စက်တက်တလီ7ဒီမှာ9ကျန်မယ်9ဒီက9နဲ့ဆိုတော့55 95လီ 75လေး55ဖြစ်တော့165ဆိုတာဒီ75လေး165အဲ့တော့ကိုအမြောက်55အဲ55ကိုလေး135ဆိုတော့ဆရာမတို့ရသွားပြီတူတော့အပိုင်းအလျားက135စင်တီမီတာရပြီနော်အဲ့တော့အောက်မှာဖြည့်ဆိုပြီးတော့မှတူတော့အပိုင်းအလျား135စင်တီမီတာဆိုရရေးပါမယ်နံပါတ်7ကမြမြဒီဂျုံမုံနဲ့တကြားကို နာအချိုးလေးဖြစ်ရောပါသည်တဲ့အဲ့တော့တကြားကို125ဂရမ်ထည့်ပါကတကြား125ဂရမ်ထည့်ပါကဂျုံမုတ်အလေးချိန်မီများထည့်ရမည်နိအဲ့တော့မြမြကဂျုံမုတ်နဲ့တကြားရောတယ်ငါအချိုးနှစ်နဲ့ဆိုတော့ငါကဒီမှာဂျုံက100ပါလို့ငါသည်ဂျုံအတွက်တကြားက1ဟုတ်ပြီနော်အဲ့တော့သူတို့ရဲ့အချိုးကိုပြောမယ်ဆိုရင်ဂျုံမုတ်ကငါတကြားက1အဲ့ဒါဆိုတော့ဆရာမတော်ကတကြားဒီ125ဂရမ်ဆိုတာတည်သွားပြီဆိုတော့ဂျုံမုတ်ရဲ့အလေးချိန်ကိုရှာမယ်အဲ့တော့စပြီးတော့မှအချိုးချမယ် အဲ့တော့သူပေးထားတဲ့အတိုင်းဂျုံမုတ်အလေးချိန်သူကအလေးချိန်ကိုပေးထားတာမလို့သူတို့ရဲ့အလေးချိန်ရဲ့အချိုးမလို့ဂျုံမုတ်အလေးချိန်ရဲ့အချိုးတကြာလေးချိန်သာသူပေးထားတယ်ငါချိုးနှစ်အဲ့တော့ပိုင်းကြီးနဲ့တခါတည်းရေးမယ်အဲ့တော့ပေးထားချက်ရေးချင်လို့ဆရာမအပေါ်မှာပြောထားတယ်ပုစာရည်အတိုင်းရေးရုံပဲဟုတ်ပြီလားဂျုံမော့အလိုအလေးချိန် တကြားလေးချိန်ဒီဘက်မှာဒီနှစ်ပိုင်း၅ပိုင်းဟုတ်ပြီနော်အဲ့တော့သူပေးထားတဲ့အတိုင်းတကြားဒီ125 g လိုချင်တာကဂျုံမို့လေးချိန် ဟုတ်ပြီအဲ့တော့ဒါကတော့ဒီမှာစားထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီအစားဒီဒီဘက်မှာလာပြီးတော့မြှောက်ပေးမယ်အဲ့ဒါကြောင့်ဒါကြောင့်ဂျုံမို့လေးချိန်ညများချင်းနှစ်ပိုင်း၅ပိုင်းအမြောက်120နဲ့ငါအဲ့တော့ဒါကိုရှင်းတဲ့အခါမှာဒီမှာ2640နဲ့နည်းနည်းလေးလေး တတစ်ကျန်နော်တသမဆိုတုံညာဆွဲဆိုတော့နေငါးလီ30ဒီလိုမျိုးတက်ပြီးတော့မှလည်းတက်လို့ရတယ်ဒီလိုမှမဟုတ်ပဲねလေကလေးတို့က125မြောက်5ဆိုပြီးတော့125ငါးလီ625ပြီးတော့မှ2အဲ့ဒါမှ2ကသွားစားလိုက်မယ်312တသမ5နော်ဘယ်နာအဲ့တော့ဒီမှာသိတယ်ည3လီ6ည7လီည2နယ်လီ4တက်ကျန်တော့တသမထိုးနေငါးလီ30 330တသမ5 unit ကဂရမ်နဲ့ပြီးထားတာဖြစ်လို့ဂရမ်ဆိုမှတက်လိုက်မယ်ဟုတ်ပြီနော် အဲ့တော့လွှဲပါတယ်အဲ့တော့ဒီမြေကြံလည်းပြီးသွားပြီနောက်တစ်ခုကကျွန်တော်လေးသက်သက်မှနှစ်ကိုနောက်ဗီဒီယိုမှာဆက်ပြီးတော့ရှင်းပြပေးမှာဖြစ်ပါတယ်ခုလိုဆုံးထိနောက်ထောင်ပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ရှင်